ဘယ်လုပ်ဖယ်လုပ်လို့အလွယ်တကူချောချောမောမောနဲ့အောင်မြင်သွားတယ်ဆိုတာမရှိဘူးဒါအလုံးလုံးဖူးတဲ့ပုဂ္ဂိုလ်တိုင်းသိတယ်နော်ဘယ်ကိစ္စပဲလုံလုံအဖူးအထစ်အခက်အခဲဆိုတာကြော်ရတာကြီးပဲအကုန်အဲ့ဒီလိုအခက်အခဲတွေကြော်ဖို့ရတဲ့ဘာလို့ဘာလို့တော့ဆိုစိတ်ထက်ချန့်ခိုင်မှုမြတ်စွာဘုရားအမြဲတမ်းထောင်းစီအောင်ဟောထားတာတခုအောင်မြင်ကြီးပွားခြင်းရင်စန္ဒရှိရရှိတဲ့အတိုင်းစူးစမ်းရမယ် ခက်ခဲတွေ့လာလို့ရှိရင်စိတ်ဓာတ်ကြံ့ခံရမယ်ဟောနော်စင်္ဃာဆက်ကတစ်ခုနဲ့တစ်ခုအမှတ်တပဲ့ခေါ်တာတော့မဟုတ်ဘူးနောက်ဆုံးကြတော့ဘာဟောတော့ဝိမန္တဝိမန္တဆိုတာဘယ်ကိစ္စပဲဖြစ်ဖြစ်စဉ်းစားဉာဏ်လို့ခေါ်တယ် investigation စဉ်းစားတယ်ဘယ်ကိစ္စပဲဖြစ်ဖြစ် तू อ่ะနော်စဉ်းစားဉာဏ်နဲ့လုတ်တဲ့အရာတစ်ခုဟာအမှားမရှိဘူးပ